ကမ္ဘာပံကနေအမေရိကန်ဒေါ်လာတန်းနေရာချေးယူဖို့ပြည်တော်စုလွှတ်တော်ကိုတင်ပြခဲ့ပါတယ်ဒီသတင်းကိုနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားပါတယ်ခင်ဗျာတဘာဝဘေးနဲ့ပြည်လဲထူထောင်ရေးဆိုင်ရာလုပ်ငန်းဆောက်လုပ်ရေးဝန်ကြီးဌာနစာပြောရေးမွေးမြူရေးနဲ့ဆံမြန်းဝန်ကြီးဌာနနဲ့စီမံကိန်းနဲ့ပဏာရေးဝန်ကြီးဌာနတို့ကတုံ့ဆဲသွားမဲ့ကမ္ဘာပံကနေအမေရိကန်ဒေါ်လာတန်းနေရာချေးယူဖို့ကိုမေလ23ရက်နေ့ပြည်တော်စုလွှတ်တော်မှာတင်ပြခဲ့တာဖြစ်ပါတယ်ကမ္ဘာချင်းမျိုးဆောင်ရည်ဝင်ဌာနကဘဝဘေးနဲ့ဆံမြန်းရေးရှိသည့် လမ်းများအဖြစ်ဆောင်ရွက်ရတဲ့မီလီယံဒေါ်လာ၁၀၀လောက်ကစိုက်ပျိုးရေးဝန်ကြီးရေးနဲ့စံနှုန်းဝန်ကြီးဌာနကကျေးလက်ဒေသလမ်းများဆောင်ရွက်ရတဲ့မီလီယံဒေါ်လာ၁၀၀ဆယ်ရှင်းမင်းရဲ့ဗန္ဓိထရာကရေးပေါ်ကြည့်ရဖို့ချင်းဝင်ဖြစ်ရာသဆောင်ရွက်ရတဲ့မီလီယံဒေါ်လာ၁၀၀လောက်ကနေ project management တို့လမ်းများဆောင်ရွက်ရတဲ့မီလီယံဒေါ်လာ၁၀၀လောက်စုစုပေါင်းမီလီယံဒေါ်လာ၁၀၀လောက်ဖြစ်ပါတယ် ဒီချင်းငွေဟာအတိုးမဲ့ချင်းငွေဖြစ်ပြီးစုစုပေါင်းပြန်ဆက်ကာလ38နှစ်ဖြစ်ပါတယ်။ကမ္ဘာမှာကမ္ဘာချင်းငွေမင်းကန်ဒေါ်လာတန်းရရယူပြီးသဘောတူညီချက်ပါဆိုင်ငံကာလ6နှစ်ပြန်ဆက်ကာလ38နှစ်ချင်းစုစုပေါင်းတက်တန်း38နှစ်ဖြစ်ပြီးအတိုးမဲ့ချင်းငွေဖြစ်ပါတယ်။မွန်ဆောင်ကခီးလင်းဒုရဒသမ8နှစ်ရရယ်တို့ဖြစ်ပြီးဒုတိယကြိမ်အားမက်ဆီကာလတွင်0%တက်မှတ်ထားတော်လည်းပဲ ကမ္ဘာက IDA ဘုတ်ဖွဲ့ဆုံးဖြတ်ချက်တရားပေးရန်ရှိလာတာကဒုညပတ်မ900ကျောင်းနဲ့မပေါ်ဆုံးသုံးခုစက်မှတ်စာနဲ့ဖြစ်ပါတယ်။ဘုဆောင်ကအချင်းယူထုတ်ချင်းဝေထုတ်ဒီအချိန်မှာစရည်တော့အရင်ဝေကဆိုင်ရန်ကာလကုံဆုံးပြီးချိန်မှာစရည်တော့တစ်ဖြစ်ချင်းနှစ်ချိန်ခရစ်ဆက်မှာဖြစ်ပါတယ်။ကတော့ချင်းဝေကိုလက်ခလိနဲ့က55ဘုံကတော့60ဘုံဖြစ်ပြီးတက်တာတော့ချင်းဝေ procession လုံးဖြစ်ပါတယ်2015ခုနှစ်အထိမြန်မာနိုင်ငံအနေနဲ့ပြပချင်းကိုရယူထားမှုမှာအမေရိကန်ဒေါ်လာတန်ပေါင်း1000ကျော်ရှိတယ်လို့လည်းဆိုပါတယ်ဒုစရိုက်နေစနေ2015အထိစုစုပေါင်းချင်းတွေရယူထားမှုမှာအမေရိကန်ဒေါ်လာတန်ပေါင်း1000ကျော်တန်ပေးရစနေလေးကဖြစ်ပါစုစုပေါင်းချင်းတွေပြန်လဲပြဿနာဖြစ်မှုမှာ1250ဖြစ်ပါဒါကြောင့်ဒုစရိုက်နေစနေ2015အထိ ပြီးရှင်းရပြန်တဲ့ဝေးလာ264အမေရိကန်ဒေါ်လာဖြစ်ပါတယ်တို့ကတည်းကစမီဘတ်ဆောင်နာမည်အကြီးဒီပါရှိဝေးနဲ့ GDP ချိုးမှာ16ကတော့တရားကျုပ်ဖြစ်ပါကြောင်းလည်းကျင်းဤခဏဤအချင်းချင်းဆက်နှုတ်တတ်ချက်ပေါင်းလေးပါရှိပါကြောင်းလည်းပြန်ပြရပါတယ်2015ခုနှစ်ကဖြစ်ပွားခဲ့တဲ့တဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုပြန်လည်ထူထောင်ရေးလုပ်တာမှာ နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းနဲ့လုံလောက်မှုမရှိတာကြောင့်အခုလိုကမ္ဘာပံကနေခြေဥ်ရာဖြစ်တယ်လို့ဥကြဝင်ကပြောပါတယ်ကျွန်တော်နေပြောဝင်မှာ